LGBT တွေနဲ့တရင်တနည်းနေတာကိုစုံတွဲနေဆိုပြီးတော့ပေးစားခံနေရတယ်လို့ပြောလာခဲ့တဲ့အဆိုတော်တရုတ်ဆောင်ဝိုင်းစုခိုင်သိန်းမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်နဲ့တရုတ်ဆောင်ဝိုင်းစုခိုင်သိန်းကတော့အနည်းပညာလောကမှာဆွဲဆောင်ရအနည်းပညာရှင်တယောက်လို့ပြောရမှာဖြစ်ပါတယ်ဝိုင်းစုခိုင်သိန်းဟာမင်္ဂလိအဆိုတော်တွေထဲမှာပရိသတ်အားပေးမှုအခိုင်အမာရှိတဲ့အောင်မြင်ဆုံးအဆိုတော်တယောက်လို့ပြောရမှာဖြစ်တယ်လို့ဒီနေ့ဒီချိန်ရက်ထိသူမထွက်ရှိခဲ့တဲ့တခြင်းမှန်သမျှကိုပရိသတ်တွေအားလုံးကတခဲနဲ့လက်ခံအားပေးခဲ့ကြတာလည်းဖြစ်ပါတယ် အနည်းပညာလောကမှာအောင်မြင်မှုထိဆုံးထိရောက်ခဲ့ပေမယ့်အချက်ရေးမှာရောအိမ်တော်ရေးမှာပါကံမကောင်းခဲ့တဲ့ဝိုင်းစုခိုင်သိန်းဟာဒီနေ့ဒီချိန်ရက်ထိလည်းအိမ်တော်ဘက်အတီတကြမရှိသေးပေလွတ်လပ်တဲ့မိန်းကလေးတယောက်အနေနဲ့ဘဝကိုစိတ်တိုင်းကျဖြတ်တန်းခွင့်ရရှိနေစေပဲဖြစ်ပါတယ် တရုတ်ဆောင်ဝိုင်းစုခိုင်တဲ့ရဲ့အခြေဦးဟာတရုတ်ဆောင်ဟိဝေယန်လို့ပြည်သက်တွေအလုံးကသိရှိထားပြီးသားဖြစ်တယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရန်ကိုချစ်ခဲ့ကြပေမဲ့မိဘတွေကသဘောမတူလို့ကွဲခွာခဲ့ကြရတဲ့သူတို့ရဲ့အခြေရေးကိုလည်းပြည်သက်တွေအလုံးကဒီနေ့ဒီချိန်ထိမှတ်မိနေကြဆဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ဝိုင်းစုရဲ့အခြေဦးဖြစ်ခဲ့သူဟိဝေရဲကမကြခင်မှာလက်ထပ်တော်မဲ့ခြေရသူအဖြစ်တရုတ်ဆောင်စုပြည်တစင်ကိုချပြလာခဲ့တာကြောင့်ဝိုင်းစုခိုင်တဲ့ရဲ့ပြည်သက်တွေအနေနဲ့ရင်နာခဲ့ကြရတာလည်းဖြစ်ပါတယ်။ ါပေမဲ့ပြည်သက်တချို့ကတော့ဝိုင်းစုခိုင်သိန်းဟာကိုကိုကိုတန်မိုးရှိအောင်မနေတဲ့အပြင်လူကြီးမိဘသဘောကျတဲ့ပုံစံမျိုးလဲဟုတ်မနေတာကြောင့်အိမ်ောင်ရေးကံမကောင်းတာဖြစ်တယ်လို့ပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါအပြင်တယောက်ဆောင်ဝိုင်းစုခိုင်သိန်းဟာချစ်သူအစ်စ်တွေတယောက်ပြီးတယောက်ရှားနေတယ်ဆိုပြီးတော့လည်းယောက်ျားလေးတချို့နဲ့နန်းနေတဲ့ဓာတ်ပုံတွေကိုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာစေခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဝိုင်စုခိုင်တဲ့ကသူမရဲ့ရေးစားပါဆိုပြီးတော့ဆွဆွဲနေကြတဲ့သူတွေအားလုံးဟာ LGBT တွေဖြစ်ပြီးသူမအနေနဲ့သူတို့တွေနဲ့တင်းရင်တနည်းနေတာကိုစုံတွဲဆိုပြီးပေးစားခံနေရတာဖြစ်တယ်လို့ပြန်လည်ဖြည့်ရှင်းပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းကပေါက်တက်ကရတွေပေးစားနေလိုက်ကြဟိပြိသက်နဲ့ပေးစားလို့ပေးစား LGBT နဲ့ပေးစားလို့ပေးစားငါမပြောချင်တော့ဘူးမောလို့ဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေသူမကိုလူတကာနဲ့ပေးစားနေကြတဲ့သူတွေတိအောင် ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်